မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်စာမျက်နှာမှာနှုတ်ခွန်းဆက်သပါရယ်မလ16ရက်နေ့အတွက်တော်လန်တရင်တွေကိုကြီးညာပေးပါတော့မယ်ကျမတို့ခင်ဆောင်းအောင်ပါရှင် စလင်းကြီးမြို့ပေါ်ကတိုက်ပွဲသတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းစလင်းကြီးမြို့ပေါ်လမ်းဆောင်တမယုံအနီးမှာကင်းပတ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်လို့စစ်သားတအူထိမှန်သိဆုံးခဲ့တယ်လို့ဆိုလိုအောင်ကြီးအဖွဲ့ကထုတ်ပြန်ပါတယ်။မလ19ရက်နေ့7နာရီမိနစ်20ခန့်မှာစလင်းကြီးမြို့ပေါ်ရှိစစ်တပ်အထိုင်းစခန်းကနေအင်အား30လောက်နဲ့ ကင်းမတ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုလမ်းဆောင်ဓမာယုအနီးမှာတကူတော်အောင်ကြီးပျောက်ကြအဖွဲ့စလင်းကြီးကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဆိုပါတိုက်ခိုက်မှုကြောင့်စစ်သားတအူးနေရာတွင်ပွဲချင်းပြီးသေဆုံးပြီးတအူးစေကူတမှုခံယူနေရတယ်လို့သိရပါဗါးစစ်အာဏာရှင်ကိုအမြင့်ပြတ်ချိန်မုံသွားမှဖြစ်ပြီး နောက်ထပ်စလင်းကြီးမျိုးပေါ်စစ်စင်ရေးတွေဆက်လက်ဖော်ဆောင်ဖို့ရှိနေတယ်လို့တကူတော်အောင်ကြီးပြောက်ကြားအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ပြီးကြတဲ့မလ9ရက်နေ့ကလည်းစလင်းကြီးမျိုးပေါ်ရှိစစ်ကောင်းစီအထိုင်ရဲစခန်းနဲ့ထွေအိုယုံကို60မမ80မမတွေနဲ့တိုက်ခတ်ခဲ့ပြီးအပြန်လည်ပြစ်ခတ်မှုအတွင်းတော်လိုင်းရဲတပ်ဖွဲ့တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးစခန်းရဲ့ကာကင်စခန်းတွေအလုံးကိုအေအေနဲ့ပူပေါင်းတက်တွေအပြည့်အသက်တင်ပိုက်လိုက်ပြီလို့အေပျော်ကွင်းရခိုင်ဒုက္ခခအတီးပြုတ်လိုက်ပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းနဲ့ထိဆက်နေတဲ့ဗရောင်းမြို့နယ်ညောင်ကျိုးရွာကစစ်ကောင်စီရဲ့ခန်စစ်စခန်းကြီးကိုအာခတတော်နဲ့ပူပေါင်းတက်တွေကထုတ်ဆစ်စင်တိုက်ခိုက်နေတာဖြစ်ပြီး ကာဂစ်စကန်တွေအလုံးကိုတိမ့်ပိုင်နိုင်ပြီဖြစ်ကြောင်းဥခိုင်ဒုက္ခကဒီကနေ့မှမီဒီယာတွေကိုအတီးပြုတ်ခဲ့တာဖြစ်ပါတယ်။စကောင်းစီတတော်တွေအစုလိုက်ထွက်ပြေးဆုတ်ခွာနေရပြီးတိုက်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းညောင်ကျိုးရွာတဝက်ကကာဂစ်စကန်တွေအလုံးကိုပူပေါင်းတက်ကတိမ့်ပိုင်ထားပြီဖြစ်ကြောင်းဥခိုင်ဒုက္ခကပြောပါတယ်။ညောင်ကျိုးကျသွားတဲ့သူတွေနဲ့အတူရွှေတောင်မြို့ဂရင်တရာဆေးရုံမှာစစ်ကူတာနေတဲ့စစ်ကောင်စီတပ်သားတအုပ်ရဲ့စာဟာလဲလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ ညောင်ကျိုးဟာကြာတော့ပါပြီရန်သူအင်အားအများပြပါကျုပ်တို့လည်းတက်ဆွမ်းသမျှခုခံကာဝယ်ခဲ့ပါတယ်ဒီနေရာမှာအတွေ့အကြုံအရပြောပြစရာတွေရှိပါတယ်နံပါတ်၁ချက်ကအခုဘကိုးတိုင်းကိုဝင်တိုးနေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာအေတွေမဟုတ်ပါဘူးပြင်းနဲ့ဘကိုးအနောက်ချမ်းပြည်ရက်တွေဖြစ်ပါတယ်အေကဥဆောင်မှုပေးတဲ့အနေထားလောက်ပဲပါဝင်တာပါနမနဲ့အချက်က PDF အင်အားအများများပါတယ်လက်နက်တွေကလည်းတော်တော်ကောင်းပါတယ်သူတို့မှလေရင်ပစ်ကူမပါတာတခုကလွဲရင်ကျန်းသာ ်မှာတော့ပုံစံအတိုင်းပါပဲကြုတ်တွေ့ဘူးတဲ့စကိုင်းပနဲ့ကရင်ဘက်က PDF တွေနဲ့စစ်ပုံကြပုံချင်းအတော်ကွာလာပါတယ်စစ်ပုံတော်တော်ကြတယ်လို့ပြောရမယ်လို့၎င်းရဲ့ရေးသားဖော်ပြချက်ဟာလူမှုကွန်ရက်မှာပြန့်နှံ့အားကောင်းခဲ့ပါတယ်လက်ရှိမှာဗရောင်းမြို့နယ်ပကံကွင်းရွာနဲ့ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးစစ်ကောင်စီအပြင်းထန်ခုခံနေတယ်လို့သိရပါတယ်အေပူပေါင်းတက်ဟာ ပဲခူးတိုင်းဗရောင်းမြွန်ရဲ့ဒဲကမိုတီတောင်ဗျူအာစခန်းကြီးကိုဇန်နဝါရီလ26ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ရှင်။ပူလူဒူစခန်းကိုတော်လန်တပ်တွေသိမ်းပိုက်ပြီးတဲ့နောက်ထိုင်းနိုင်ငံကိုစစ်ဘေးရှောင်ကြတဲ့မြန်မာစစ်ဘေးရှောင်ဒုက္ခသည်438ဦးနေရပြန်ပြီလို့ထိုင်းသတင်းတွေကဖော်ပြပါရတယ်။ ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ပုလူဒုစခန်းကို KNL ဥဆောင်တဲ့တော်လရင်တပ်တွေကမလ14ရက်နေ့မှာအပြည့်သက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖေဖော်ဝါရီလကလေးကပြည်သူ900နီးပါးဟာထိုင်းနိုင်ငံပတ်ချန်းကိုတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။အဆိုပါခလိုက်ရ31 point 1148ပုလူဒုအခြေဆိုင်ချေကိုစခန်းကို KNL ဥဆောင်တဲ့တော်လရင်တပ်တွေကသိမ်းပိုက်ခဲ့ရာ အဆိုပါစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်းစီတပ်သား12ဦးသေဆုံးပြီး17ဦးထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ဗဟိုကလည်းအတည်ပြုထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေကိုထိုင်းဘက်ကိုထွက်ပြေးရတဲ့စစ်ဘေးရှောင်း439ဦးကိုမြန်မာဗတ်ချန်းသူပြန်ပို့ဆောင်လိုက်ပြီလို့ထိုင်းစစ်တပ်ဘက်ကလည်းအတည်ပြုထုတ်ပြန်ပါတယ်။လက်ရှိမှာနေရက်ပြန်စစ်ရှောင်းတွေကို KNU တပ်မဟာခွန်ကကူညီဆောက်ရှောက်ပေးနေပြီးမြေပြင်အခြေအနေစိုးမိုးထနိုင်ပြီလို့စစ်အသေးမြစ်တွေထံကသိရပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရောက်ရှိနေတဲ့ဒေါ်ဆန်စုကြည်ရဲ့တန်ငယ်ကင်အဲရစ်ခေါ်ကိုထိန်လေးနဲ့မြန်မာမိသားစုတွေတွေ့ဆုံပွဲကိုမလ15ရက်နေ့မှာကျင်းပခဲ့ရာရမငွေဒေါ်လာ9200ကျော်ရရှိခဲ့တယ်လို့သိရပါဗျ။ကင်အဲရစ်ရဲ့ပုံတူပကြီကကိုအမေရိကန်ဒေါ်လာ8888စူး80ဘတ်ဒီကလင်နာကိုအမေရိကန်ဒေါ်လာ9500ဖြစ်လီလန်တင်ရောင်းချခဲ့ပြီးစူး80ဘတ်ဒီပို့စကတ်ရောင်းချမှုတွေပါဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိခဲ့တယ်လို့သိရပါဗျ။ကိုထိန်နင်းရဲ့မီဂင်ဒေါ်ဆဆူဂျီရဲ့82ပြည့်မွေးနေ့ကမ်ပိန်းဖြစ်တဲ့ So 80 Birthday ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ရောက်ရှိနေတာဖြစ်ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာသက်မှတ်ကြီးဦးကျော်မိုးထွန်း အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေရာဝင်ကြီးနော်ဆူဇာနာလလဆူဒေါန်ဆဆုကြီးရဲ့စီးပွားရေးအကြံပေးရှောင်းတန်တယ်လို့လဲပေါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်အခုနားဆင်ခဲ့ရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်